အသုံးပြုသူတိုင်းကြုံတွေ့နေရတဲ့ပြဿနာတစ်ခုကိုဒီဗီဒီယိုမှာတင်ပြပေးပါမယ်။အားလုံးသိချင်နေရင်မြန်မာစာမှန်အောင်စာရင်းထိုးနည်းလေးပဲဖြစ်ပါရဲ့။ ဆိုတော့အဆုံးကြီးကြီးလေးရအောင်ပထမဦးဆုံး Play Store ကိုတွားပြီးတော့ Safari 3ဆိုတဲ့ဟာကို install လုပ်ရမယ်ဒီမှာတော့ install လုပ်ပြီးသားဖြစ်တဲ့အတွက်ဒီ open တစ်ခါတက်ပြီးနှိပ်လိုက်မယ်ဒီအောက်လေးကိုနည်းနည်းဆွဲလိုက်လို့ရှိရင်အောက်မှာမြန်မာ font ဆိုတဲ့ဟာကိုရှိတယ်ဒီ CO ကိုနှိပ်လိုက်မယ်ဒီမှာမြင်ရတဲ့ကိုကြိုက်တဲ့ design လေးပေါ့နော်အဲ့ design ကြိုက်တဲ့ဟာကိုရွေးပြီးတော့ဒါမှမဟုတ်တုံးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာအစမ်းအနေနဲ့မြန်မာဝါဆိုဆိုတဲ့ဟာကိုထောင်းပြပါမယ်အောက်က download ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်လို့ရပါတယ်ပြီးရင်ဒီမှာ100%ပြအောင်ဒီ bênção. Amém. ်တော့ပြီဆိုလို့ရှိရင်ဒီ apply ဆိုတဲ့ဟာကိုနှိပ်မယ်ပေါ့เนาะပြီးလို့ရှိရင်ဒီအောက်ဆုံးမမြင်ရတဲ့ဟာလေးကိုနှိပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ cap cut ထဲကိုသွားပြီးတော့ထည့်လို့ရပါပြီ cap cut ထဲကိုရောက်ပြီဆိုလို့ရှိရင်အောက်က tag ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးရင်ဒီမှာတော့ auto caption နဲ့အရင်ဆုံးလုပ်ပြမယ်ပေါ့เนาะ auto caption ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် generate ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့သူကကိုပြောထားတဲ့စကားတွေကိုလိုက်ပြီးတော့ generate လိုက်လုပ်နေရပဲဖြစ်ပါတယ်ဒါကိုလည်း100%ပြည့်အောင်တည်ဆောက်အောင်မယ်ပေါ့เนาะ okay ရမျိုးရလာပြီဆိုလို့ရှိရင်တော့ဒီမှာသူ့ရဲ့ font design နေရာမမှန်နေဘူးပေါ့ เนาะမမှန်ဘူးဆိုလို့ရှင်အောက်ကစတိုင်ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒီဘေးမှာမြင်ရတဲ့ font ဆိုတာကိုနှိပ်လိုက်မယ်ပြီးမိုင် font ကိုနှိပ်မယ်ဒီမှာက add ကိုနှိပ်မယ်ပေါ့เนาะခုနကကိုထောင်းခဲ့တဲ့ font ကိုထည့်ထည့်မှာဖြစ်တဲ့အတွက် add ကိုနှိပ်မယ်ပြီးလို့ရှင် my font ကိုနှိပ်မယ်နှိပ်ပြီးလို့ရှင်ခုနကဘာဒီဇိုင်းကိုထောင်းခဲ့ရလဲခုနကဆိုလို့ရှင်အာမြန်မာဝါဆိုဆိုတဲ့ font design ကိုထောင်းခဲ့ရဖြစ်တဲ့အတွက်ဒီမြန်မာဝါဆိုဆိုတဲ့ဟာကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒီအောက်မှာမြင်နေရပြီပေါ့เนาะမြန်မာဝါဆိုဆိုတဲ့ဟာကိုမြင်ရပါပြီဒီမှာတော့ညီမကသုံးနေကြဖြစ်တဲ့ပြည်အောင်စု font ုံတို့အာဒီကန်ကောတို့ဘာလို့အဲ့အရာတွေပဲတုံးနေကြပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအပေါ်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဆက်လုံးမမမှန်နေဘူးပေါ့နော်ကပ်ကပ်တော့မြို့တိုင်းကျုပ်တွေ့နေရတဲ့ပြဿနာတစ်ခုကိုဆိုရတာမမှန်ဘူးပေါ့နော်မမှန်လို့ရှိရင်ကိုကအောက်ကနေပြီးတော့စာလေးကိုနည်းနည်းလေးပြင်ပေးရမယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်အတုံးပြုတ်ဆိုတဲ့ဟာကိုဖြတ်လိုက်မယ်ပြုတ်ဆိုတာကိုဖြတ်လိုက်မယ်ပြီးရင်ဒီမှာရင်းရင်းကျန်ခဲ့ရေနော်ကျန်ခဲ့ဆိုလို့ရှိရင်ကိုက space ချလိုက်မယ်ချပြီးလို့ရှိရင်ပါတော့ရေးမယ်ပြီးရင်တစ်ချောင်းရေးလိုက်မယ်โอเคဒါဆိုလို့ရှိရင်အပေါ်မှာမြင်ရရပေါ့နော် ဒီမှာပြုဆိုတဲ့ဟာမှန်သွားပြီเนาะပြုလို့ရှိရင်နောက်တစ်ခုအနေနဲ့ဂျုံတွေးရဆိုတဲ့ဟာလည်းမမှန်နေဘူးမလားအဲ့တော့ဂျုံကိုဖြတ်လိုက်မယ်ရင်းရင်းကိုထားခဲ့မယ်ပြီးစပေ့ချာမယ်ကာကြီးရေးမယ်တက်သေးတင်ရေးမယ်တချောင်းရေးမယ်ဒါဆိုအပေါ်မှာဂျုံဆိုတာမှန်သွားပြီနောက်တစ်ခုနောက်မှလည်းတွေးဆိုတဲ့ဟာမှားနေရင်เนาะအဲ့တွေးဆိုတဲ့ဟာကိုဖြတ်လိုက်မယ် တဝေထိုးထားခဲ့မယ်စပစ်ချမယ်တဝင်းပူရေးမယ်ဝက်ဆွဲရေးမယ်စပစ်နည်းနည်းပြန်ချမယ်အောက်ကမြင်ရေးမယ်โอเคအပေါ်မှာမြင်ရမလားတွေ့ဆိုတာမှန်သွားပြီဒါပေမဲ့တဝေထိုးနဲ့တဝင်းပူချိုင်းမှာလွတ်နေတဲ့နေရာရှိရတဲ့အဲ့ဟာကိုအလေကိုကာဆာကိုခဏချလိုက်မယ်ချပြီးလို့ရှင်ဒါကိုဖြတ်လိုက်မယ်ပေါ့နော်အဖြတ်လိုက်မယ်ဆိုလို့ရှင်ဒါလေးကကတ်သွားရပေါ့ခုနကစပစ်ချထားတဲ့နေရာကိုဖြတ်လိုက်တဲ့အတွက်ဒီအောက်ကကတ်သွားတာဖြစ်ပါတယ်ပြီးလို့ရှင်တဝေထိုးနဲ့ဂျုံနဲ့ချားရဲမှာလည်းဒီလိုမျိုးပဲချားနေရဖြစ်တဲ့အတွက်ဒီဟာကိုဖြတ်လိုက်မယ်ဒါဆိုလို့ရှင် ်သွားပြီပေါ့နော်โอเคနောက်တစ်ခုအနေနဲ့ဒီနေဆိုတာလည်းထပ်ပြလုပ်ပြမယ်စပင်နေနဲ့ချားမယ်တဝေထိုးရေးမယ်စပေချားမယ်နှငယ်ရေးမယ်โอเคဒီခုနစပေချားခဲ့တဲ့ဟာကိုဖြတ်လိုက်မယ်โอเคဒါမှန်သွားပြီနော်တွေးမှလည်းပြန်ဖြတ်လိုက်မယ်ဒါဆိုရင်ဘေးနားမှာကတ်ပြီးတော့မှန်သွားတယ်โอเคပြက်တနာဆိုတဲ့ဟာလည်းမှားနေသေးရေနော်အောက်ကပြက်တနာကိုလည်းအလိုပဲစပေချားမယ်ပါးတော့ရေးမယ်ဆိုလို့ရှိရင်ဒါကမှန်သွားပြီပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်လည်းမြင်ရလားပြက်တနာတစ်ခုကိုဆိုတာရပြီနော်ပြီးလို့ရှိရင်တော့ကိုနောက်ထပ်အရင်တော့လုပ်နေကြတဲ့အတိုင်းမဲ့ style တို့အာ animation တို့ဘာလို့ထည့်ပြီးလို့ရှင်ဒါကိုအသုံးလို့ရပါပြီနောက်တစ်ခုအနေနဲ့ကဒီ video မှာတင်ပြပေးပါမယ်ဆိုရဲဟာကိုကိုယ့်ဘက်ကိုစာရေးခြင်းနဲ့ဆိုလို့ရှင်လည်းရေးလို့ရပါတယ်ဒီဟာမှာဆိုလို့ရှင်တော့ခုနက generate လုပ်ထားတဲ့စာတွေကိုဖြတ်လိုက်မယ် okay ဒီတစ်ခုဖြတ်လိုက်မယ်ပြီးရင် add tag ကိုနှိပ်မယ်ပြီးလို့ရှင်ဒီဟာကဒီ video လို့ရေးလိုက်မယ်နော် ဒီဗီဒီယိုမှာဆိုပြီးလို့ရှိရင်ဒီအပေါ်မှာစာမမှန်ဘူးတွေ့ရနော်ဒီဗီဒီယိုမှာဖောင်းဆိုင်မမှန်ဘူးအဲ့ဟာဆိုလို့ရှိရင်ဖောင်းကိုရွေးမယ်ပြင်မိုင်ဖောင်းကိုသွားမယ်ဒီမှာလဲကိုရင်းနေကြဖောင်းတစ်ခုခုထည့်လိုက်မယ်ပေါ့နော်ဒီဖောင်းလေးကမှန်တယ်ပေါ့နော်ဒီဗီဒီယိုမှာဆိုရဲဟာဖောင်းဒီဇိုင်းမှန်သွားပြီမှန်သွားပြီဆိုလို့ရှိရင်ခုနအတိုင်းမဲ့စတိုင်တို့အဖက်တို့အနီမေးရှင်းတို့ကိုထည့်ပြီးတော့ကိုရဲ့ဗီဒီယိုမှာထည့်သုံးလို့ရပါပြီအခုပြပြခဲ့တဲ့ကပ်ကပ်မှာမြန်မာစာတန်းထိုးနီးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုထည့်ပြီးတော့ကြည့်လို့ရအောင် channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပြီးပုံမ convivani, no?